တာလေးဆိုပါကျွန်တော်ရဲ့ APR Rocket မြန်မာ YouTube Channel ကနေဒီထူးဆောင်ပြန်ပြီးကြိုဆိုလိုက်ပါတယ်။စစ်ရှုံးမျက်နှာပုံအကနိုင်ငံရေးဖာယာမှုရာပြည့်ဤဝမဲလုံးနဲ့ချော့ဖြူကိုချင်းချနေတဲ့ AA ရဲ့ Andre ဆိုတဲ့တင်ဆောင်မှာသုံးသက်ချင်းလေးကိုဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သုံးသက်ရေးသားသူကတော့ဆရာလေးမျိုးဖြစ်ပါတယ်။နယ်ရီကံပြူဟာကုံကြဆုံပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာ၎င်းရဲ့အာဏာတင်ပြီးအတွဲဝါကိုဤသို့အုံချရန်စူးစမ်းနေပါသလိစစ်ကောင်စီဟာ ပြည်သူ့ခုခံတော်လှန်ရေးတပ်ဖွဲ့များ PDFS နဲ့တရင်တာလက်နက်ကိန်အဖွဲ့များ EAOS များရဲ့ထိုးစစ်ပေးကိုတိမ့်ပြည်အနှံ့ပြားမှာအသေးတန်ခုခံကာကွယ်နေရတဲ့အချိန်ဖြစ်ပါတယ်။အထူးသဖြင့်စီရင်အရာအချက်ချကြတဲ့နေရာများကြဆုံချင်းဟာအစကစအတွက်နိုင်ငံရေးအရာရောစီရင်အရာပါကြီးမားနေထွန်းနေချက်ဖြစ်ပါတယ်။ဒီလိုစီရင်ရှုံးနေမှုများကြားမှာစစ်ကောင်စီရဲ့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSP NC ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးရှာပြက်ကဝပြေသိစညာရေးတမတော် UWSC ကိုဝပြေနေလိုချင်ပါက2008ဖွဲ့စည်းပုံအမှားအလွတ်တော်တွင်ဝင်ရောက်တောင်းဆိုရန်တက်တွန်ပြုစုခေချင်းဟာစစ်ကောင်စီရဲ့အာဏာရှင်တွေနိုင်ငံရေးဖောင်ရောက်မှုကိုထင်ရှားစေပါလေ UWSC ဝတ်တခွေအနေနဲ့တရုတ်ရဲ့ PR ဂျာမာစစ်ကောင်စီရဲ့အတူရောင်ရွက်ကောက်ဝေးကိုထောက်ခံအပြေးပါလေလို့လေတန်ဟထားရပါလေရခိုင်နဲ့ပြည်မမှာစီရေရှုံနေမှုများဤရေခတ်မှု ရပြည့်ရေစကားဟာနိုင်ငံရေးဖာရမှုဖြစ်ပေမဲ့လေသူတို့ရဲ့နောက်ပိုင်းမှာစစ်ကောင်စီရဲ့လက်တွေ့စီစွန့်ရီကြဆင်ဟာမှုကိုဖွင့်ပြထားပါတယ်။နေရီကံပြူဟာကုံကြဆုံခြင်းမချသိမီကမကွေတိုင်းရှိကပ္ပစကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစေယုံအမခံဖြစ်တဲ့နေရီကံပြူဟာကုံကိုအရခတတိုအေးအပါဝင်တော်လိုင်းရဲ့တပ်ဖွဲ့တွေကသိမ့်ပိုက်နေခဲ့ကြပါတယ်။စစ်ကောင်စီအတွက်စစ်ပစ္စည်းထုတ်လုပ်ရေးခွင့်စင်နဲ့ပြည်မအမခံနေမျိုးကိုချိန်ချောက်နိုင်တဲ့အန္တရာယ်လက္ခဏာဖြစ်ပါတယ်။အေးရဲ့ချိန်ချောက်မှုနဲ့ကြောက်ဖြူရင်မှတ်ချက် လက်ရှိမှာအေအေဟာရခိုင်ပြည်နယ်မြို့နယ်15ခုအထိတင်ပိုက်ထားပြီးတော့စီးရီးအရာအချက်ချာကြတဲ့ကြောက်ဖြူမြို့နယ်ကိုတင်ပိုက်ဖို့ထိုးစစ်ဆင်နေပါတယ်။ကြောက်ဖြူဟာတရုတ်မြန်မာရေနံနဲ့သဘောတဝဲပိုင်းနယ်စတင်ရနေရဒေသဖြစ်တာကြောင့်စီးပွားရေးနဲ့မဟာဗျူဟာအရာအလွန်အရေးကြီးတဲ့ဒေသဖြစ်ပါတယ်။အဲ့ဒီဒေသကိုအေကတင်ပိုက်နေခြင်းဟာဘဟုအစိုးရရဲ့စီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးကိုလုံးဝပိတ်ဆို့နိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ချမ်းမြောက်ဒေသအလင်းလွှာရမှု Operation 1027 ထို့စစ်နောက်ပိုင်းမှာချန်ပီယံမြောက်ပိုင်းဒေသများစွာကို MDA ဒီအန်လီတို့ကသိမ့်ပိတ်နေခဲ့ပါလေစကားစဟာစီရီအရာကြီးမားတဲ့အဆုံးရှုံးမှုတွေအစဉ်ခေရပါတယ်အဒီကိုစီရီအရာအနေမျိုးတွေဆုံးရှုံးနေချိန်မှာစကားစဟာစီရီအာမတုံပဲနိုင်ငံရဲ့အရာအခြေအနေကိုချိန်ညှိဖို့အတွက်ဝါကိုချင့်ကပ်ဖို့အကောင်းဆုံးအချိန်အဖြစ်သတ်မှတ်လိုက်ပါတယ်ရံပြည့်ရဲ့စကားဟာ စစ်ရှုံးရဲ့အဝကိုဖာရခြင်းဖြစ်ကြောင်းထင်ကြပါတယ် UWS ရဟာမြေပြင်မှာ၎င်းတို့ရဲ့စီးရင်အားနဲ့အလုံးစွာအုပ်ချုပ်ရေးအခွင့်အာဏာရှိထားပြီးသားဖြစ်ပါတယ်ရပ်ပစ်ကအခုမှရွေးကောက်ပွဲဝင်ပြီးလွှတ်တော်ကတောင်းပါလို့ပြောဆိုခြင်းဟာနိုင်ငံရေးဖိုင်ရာမှုနဲ့အင်အားကြီးမှမဟုတ်ကိုအတိမတ်ပြုဖြစ်ဖြစ်တယ်လို့ဆိုပါတယ်အထက်ကဖာရမှု ပြင်းနေမျက်လုံးပေးခြင်းဝအနေနဲ့တောင်းဆိုနေတဲ့ဝပြင်းနေအစဉ်ကိုစစ်ကောင်စီကမူဝါဒရသဘုတ်တူပြီးလွှတ်တော်မှဆက်လုပ်ပေးမယ်လို့မျက်လုံးပေးခြင်းဟာတခြားလက်နက်ကင်အဖွဲ့တွေအာမပေးနိုင်တဲ့အခွင့်အထူး ခွင့်အရေးပေးခြင်းရှုံ့မြူခြင်းပဲဖြစ်ပါတယ်။လက်ရှိစစ်ပွဲများမှာဝအအနေနဲ့စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့တွေ MND တို့ NNDNL တို့ဟိုအားပေးနေတဲ့စစ်ရေးအကူအညီတွေရပ်တန့်စေလိုခြင်းဟာအဓိကအရေးချက်ဖြစ်ပါလိမ့်။တရုတ်အာကိုဟိုကိုအုံချခြင်း UWSAR တရုတ်နိုင်ငံနဲ့နေနမိတ်ရှင်ထိစပ်နေပြီးတော့ဩစာခံအဖွဲ့ဖြစ်ပါတယ်။စစ်ကောင်စီဟာရှမ်းမြောက်ဒေသကိုထိန်းချုပ်ဖို့တရုတ်နိုင်ငံရဲ့ဩစာကိုအာကိုလိုပါတယ်။ဝါကိုစီယုံခြင်းဖြင့်တရုတ်ရဲ့မျက်နှာပေးမှုကိုရယူနိုင်ပြီဖြစ်ပြီးတော့ တရုတ်ကဝါကုန်ရင်တဲ့စီရန်ဖိအားပေးမယ်လို့အစကစကတွေ့ရှိထားပါတယ်၂008ဘောင်တင်တို့တတ်တင်ခြင်းဝါကုန်ရွက်ကောက်ဝေထင်ဝင်ခင်းချန်ပီယံ၎င်းတို့ရဲ့ကိုပိုင်အုပ်ချုပ်ရေးကိုလည်းနည်းနည်းထိမ့်သိမ်းထားတဲ့အနေအထားမှာစကစရဲ့၂008ဖွဲ့စည်းပုံအမှားတရားဝင်နိုင်ငံရေးဘောင်တင်တို့ဆွေးတွင်လိုက်ခြင်းတွေဖြစ်ပါတယ်၎င်းဟာစကစရဲ့အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စီဖို့ကြိုးပမ်းတဲ့နောက်ဆုံးထွက်တဲ့နိုင်ငံရေးလမ်းလေးဖြစ်ပါတယ်ဒီကုန်ချုပ်အနေနဲ့ပြောရရင်တော့ဒုတိယဘုချုပ်ကြီးရာပြည့်ရဲ့ဝါအားရွက်ကောက်ဝေဖြင့်ထင်ချောင်းချွတ်မြူတဲ့စကဟာ စစ်ကောင်စီရဲ့နိုင်ငံရေးစွန့်ရေးကြာဆင်းမှုကိုဖော်ပြနေတဲ့မှန်တချက်ပင်ဖြစ်ပါတယ်။ရခိုင် AA ဖွဲ့တံမှာနိုင်ငံပြားကောင်ကြာဆုံးမှုကြောက်ဖြူကို AA ကတိုက်ခိုက်နေမှုနဲ့ရှမ်းမြောက်ဒေသလွတ်လပ်ရမှုတွေဟာစစ်ကောင်စီကိုဖိအားပေးနေတဲ့အချက်တွေဖြစ်ပါတယ်။စစ်ကောင်စီဟာဆော်ရှုံနေတဲ့အတွက် NRG ဝအဖွဲ့ကိုစီးရဲရရင်မဆိုင်နိုင်ပဲပြည်နယ်ဆက်မေလုံးပေကျံပြန်ဖားရစီယုံကလက်ရှိဒုလိုင်းကိုတံပြန်ရန်နဲ့တရုတ်ရဲ့အကူအညီကိုရယူဖို့ကြိုးစားနေခြင်းဖြစ်ကြောင်းထင်ရှားပါတယ်။ ဒါပေမဲ့ဝအဖွဲ့ဟာ၎င်းတို့ရဲ့ကိုဝင်အကျိုးစီးပွားကိုသာကြစ်ရှုမည်အပြင်တွန်လိုင်းရဲ့အခြေအဝါကြီးမားလာတာနဲ့အများစစ်ကောင်စီရဲ့အလွတ်တိုတွင်နိုင်ငံရေးဟာအမှန်တကယ်လက်တွေ့ချပါမလားဆိုတာကိုတော့တန်တရားရှိပွေရှိနေပါလေလို့စာရည်သူလင်းရောကတုံ့တက်တင်ပြထားပါတယ်။ဝဟာတရုတ်ရဲ့ဥစားခံတို့တနည်းဆိုလို့ရပါတယ်။အဲ့ဒါကြောင့်မလို့ဝကတရုတ်ကိုတရုတ်ကဝကို မိခိုနေကြတာပါမြမအရင်နဲ့ပတ်သက်လာလို့ရှိရင်ဝါကိုတရုတ်ကမိခိုတို့လို့တရုတ်ကလေးဝါကမိခိုပါတယ်ဒါကရိုးချင်ချင်ပြောတာဖြစ်ပါတယ်ဝါတက်ဖွဲ့ကိုဖိအားပေးပြီးတော့တော်လိုင်းရေးမဟာမိတ်အဖွဲ့တွေကိုထောက်ဖို့လုပ်ငန်းတွေအကုန်လုံးကိုဖြတ်တောက်ခဲ့ပါတယ်ဝါဟာစစ်ကောင်စီရဲ့အတူရောင်ရုပ်ကောက်ပွဲကိုအတိမတ်ပြုတ်ရပါတယ်အတိမတ်ပြုတ်ပါတယ်ဆိုပြီးတော့တရုတ်ရဲ့ဖိအားနဲ့တရုတ်ရဲ့လေတံနဲ့ထောက်ခံကြောင်းလေတံဟတ်လာပါတယ်ဝါကပြင်းနေလိုချင်တယ်စစ်ကောင်စီကရုပ်ကောက်ပွဲဝင်ခိုင်းပါတယ် ဝကတကယ်ဝင်မလားမဝင်ဘူးလားဆိုတာတော့မသိချပါဘူး။ဝဟာစစ်ကောင်စီရဲ့2008ခြေဦးအောက်ကိုဝင်ပြီးတော့နိုင်ငံရေးတရားဝင်မှုပြိမယ်ဆိုတာကတော့ဖြစ်နိုင်ဖို့မသိချပါဘူး။ဟုတ်ကဲ့ပါခင်ဗျအဆုံးထိကျေးဇူးနားဆင်ပေးကြတဲ့တော်လိုင်းမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးကနေတော်လိုင်းရဲ့စီးရီးနိုင်ငံရေးနဲ့ဆိုင်တဲ့သတင်းတွေသတင်းဆောင်ပါလေးကိုဖတ်ပြတင်ဆက်ပေးနေပါတယ်။တချို့ကိုဗီဒီယိုတွင်တင်ဆက်ထားပါတယ်။တချို့ကတော့ audio book အနေနဲ့ပဲတင်ဆက်ထားတာဖြစ်ပါလေ။ နိုင်ငံရေးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဆောင်မတွေကိုဖတ်ချိန်မရကြတဲ့ပြည်တွင်းပြည်ပကညီကုံမဏမတွေနားထောင်ရင်းနဲ့နိုင်ငံရေးဘဟုတုတတွေအတွေ့အမြင်တွေကြည်ပြန့်လာစေဖို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးနေကြဖြစ်ပါတယ်။ဝန်ညာအားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ပြည်သူပြည်သားများနဲ့တော့ကမြန်မာပြည်သူပြည်သားများအားလုံးပေးခြင်းကြမှာကြပါစေခင်ဗျာ။